စစ်ကောင်စီရဲ့ရှေ့မြောက်ပိုင်းတိုက်စစ်ဌာနချုပ်ရမခတိရှိယာလာရှုံမျိုးမှကိုကန်တပ်ဖွဲ့ ANDA ကစုခွာဖို့ပြင်ဆင်နေတယ်လို့သိရပါတယ်။ညီနောင်မဟာမိတ်တောင်းဖွဲ့ကပေါ်ဆောင်တဲ့တစ်တုံမြနှစ်ခုစစ်စီရဲ့အတွင်တိုင်ပိုင်ရရှိထားတဲ့လာရှုံမျိုးကိုတယောက်ဖိအားကြောင့် NDAA ကစစ်ကောင်စီထံလွှဲပြောင်းပေးမယ်လို့သိရပါဗျ။ဒါကြောင့်လာရှုမျိုးကိုစစ်ကောင်စီပြန်လည်ရရှိသွားပါကတအားမျိုးသားလူမျိုးရေးတပ်မတော် TMA ကိုဘယ်လိုတက်ရောက်လာနိုင်မလဲဆိုပြီးတောက်တမှုတွေရှိနေပါဗျ။လာရှုမျိုးကိုစစ်ကောင်စီရရှိသွားပါကစစ်လက်နက်ရခါတွေပြည်စည်းလာမှာဖြစ်ပြီး TMA တိုက်ပိုက်ထားတဲ့မြို့နယ်တွေကိုပုံကျဲလာနိုင်တယ်လို့နိုင်ငံရေးတောင်းတသူတဦးကပြောပါဗျ။အတည်ပြုအဲလိုမျိုးစနေရက်ကိုပြည်တော်လက်ခံလိုက်ရင် သူ့ကိုလေးငွေရပါတယ်ဘယ်သူ့ကိုလေးငွေရလဲသူ့ကိုလေးငွေသူ့ဒီလေးရေးခါရီးတင်လာတဲ့တဲ့တည်းဒီတော့တော့လူတွေဖြစ်နေရတယ်သူ့လမ်းစုပန်းကြီးကိုစိတ်ချမ်းပြီးဆိုရင်ကြောင်းမဲဒီဘောဒီဘောနဲ့ကြောင်းမဲနောက်ချင်မလို့ရောဟုတ်တယ်မသိတော့ပါဘူးဟုတ်လားပိတ်လို့ပဲအဲ့ဒါဟိုကြောင်းမဲနေလို့ကိုကြည့်နေဆိုတော့ကြောင်းမဲနေရတယ်ဘောဘင်းမောနပ်ဆန်လို့ဟုတ်လားပလောင်လေးလိုက်နော် မန်တုံလို့နာမတူဘူးတွားနေတက်သွားပြီလားဘီနော်အဲ့လိုညနေဘုကျေမင်းကဟိုလာရှိဝါနေဘုကျေတက်လိုက်ဆင်းလိုက်ဘုကျေလိုက်ဒီလိုစေကိုတော်မှတော့ချက်ကြီးချက်ဦးမလား ဒါပြင်ရှမ်းမြောက်ရှိတိုင်းရင်းသားလက်နက်ကန်ဖွဲ့စည်းတွေဒေါ်လာရေးရာစုတွေပေါ်တရားမှုတွေများလာနိုင်တယ်လို့တောင်းတမှုတွေလည်းရှိနေပါတယ်။လရှမျိုးဟာရှမ်းမြောက်တကွေလုံးကိုအောက်ချုပ်ဖို့ရေးကြီးတဲ့အမျိုးဖြစ်တယ်လို့စီကောင်စီပြန်ရပါကအရင်ဆုံး TMA ပေါ်တိုက်ခိုက်မှုရှိလာမှာဖြစ်တယ်လို့နိုင်ငံရေးလာတောင်းတသူဦးချီမိကပြောပါတယ်။သားတို့ဟိုဟာလေးစစ်မဟာဗျူဟာကြီးအဲ့ညာဘွားတပြည်လုံးစစ်တိုင်းနေမှာတတိယအရေးကြီးဆုံးကြီးပထမအရေးကြီးဆုံးကတော့ဟိုဘန်မန္တလေးပေါ့ကွာ ဒုတိယတော့ရန်ကုန်ပေါ့နော်ပြည်ပြည်တော်တော်ဘာမဟုတ်ဘူးစစ်တိုင်းထဲမှာသူတို့ကတတိယအကြီးဆုံးအင်အားအကောင်ဆုံးတိုင်းလို့သူတတ်မှတ်ထားတာလေအဲတမ်းပြည်တခုကိုအုပ်ချုပ်ဖို့ဆိုတော့အဲ့လိုမလို့ဒီလာရှိုးကိုပြန်ပြရတယ်ဆိုတော့အကြီးကျယ်တိုင်းနေတာမှာပြကြတယ်လေ MNDAA အနေနဲ့ April 17ရက်နေ့မှာအပီးဆုတ်ခွာရမှာဖြစ်ပြီးလာရှုံမျိုးကိုစစ်ကောင်စီကအုပ်ချုပ်ပြီးမြို့ပြင်ကြီးရာတွေကို MNDAA ကဆက်လက်တင်ချောက်ထားမှာဖြစ်တယ်လို့သိရပါတယ်။လက်ရှိမှာ TMAA တင်ချောက်ထားတဲ့နောင်ချူမိုးကောက်ဒီဘောကြောင်မဲတွေကိုစစ်ကောင်စီကမကြကနဆိုသလိုလေကြောင်တိုက်ခတ်မှုတွေပြက်လုံနေတာရှိပါတယ်ခင်ဗျာ